မနက်၈နာရီကနေည10နာရီထိအောင်လုပ်လုပ်ရတယ်။ဆိုင်မှာသူရှိရင်ဈေးရောင်းရတယ်မရှိရင်မရောင်းရဘူး။ဈေးရောင်းရတဲ့နေ့တွေဆိုလို့ရှိရင်စိတ်ချမ်းသာတယ်ဈေးမရောင်းရတဲ့နေ့တွေဆိုလို့ရှိရင်စိတ်ဆိုးတယ်။သူ့ရဲ့ Facebook အကောင့်မှာလည်း motivation နဲ့ quote တွေ share ထားတယ်ထုတ်ကုန်ဒီအကြောင်းကိုလည်းပြောထားတယ်။နာမည်မှာတော့ပိုင်ရှင် CEO founder managing director ဆိုပြီးတော့မှပြောနေပြီမဲ့ ် operation လည်းမလုပ်နိုင်ဘူး management လည်းမလုပ်နိုင်ဘူး finance ဘိုင်းလည်းမရဘူး system ဘိုင်းလည်းအဆင်မပြေဘူးငွေကြေးနဲ့ပတ်သက်ပြီးတော့မှစိတ်မချတဲ့အတွက်စိုင်းကနေလုပ်ငန်းကနေပြီးဘဲမှသွားလို့မရဘူးအဲ့လိုလုပ်ငန်းရှင်မျိုးကိုရောင်ဝါးဝါးလုပ်ငန်းရှင်တွေခေါ်တယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းခိုးတော့ကရောင်ဝါးဝါးလုပ်ငန်းရှင်တယောက်ပါအခုတော့ရောင်ဝါးဝါးလုပ်ငန်းရှင်ဘဝကနေလွတ်သွားဖို့အတွက်ကျွန်တော်စူးစမ်းခဲ့တာ၃၄နှစ်လောက်ရှိသွားပြီအခုဆိုရင်တော်တော်အဆင်ပြေနေပြီအဲ့တော့ကျွန်တော်ရဲ့အကြံပြုချက်ကတော့လုပ်ငန်းရှင်တွေအနေနဲ့ system တစ်ခုတည်ဆောက်ထားပါ တီမ်ကောင်းကောင်းတိဆောက်ပါ numbers လို့ခေါ်တဲ့ကဏ္ဍတွေနော်ကဏ္ဍတွေကိုကောင်းကောင်းစီမံပါဥမာ cash flow တွေ profit and loss တွေကိုကောင်းကောင်းစီမံပါကိုယ့်ရဲ့ brand ကိုကောင်းကောင်းတိဆောက်ဖို့လိုလိမ့်မယ် market သဘောတရားကိုနားလည်အောင်လုပ်ဖို့လိုမယ် customer တွေရဲ့ pain point တွေကို သိအောင်စ조사ဖို့လုပ်မယ် vision တစ်ခုတိဆောက်ပြီးတော့မှအဲ့ဒီ vision နဲ့အတူတူ조사နေဖို့လိုတယ်ဒါဆိုလို့ရှိရင်တော့ကိုကရောင်ဝါဝါလုပ်ငန်းရှင်မဖြစ်တော့ပါဘူးကဲပြီးအခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေကရောင်ဝါဝါလုပ်ငန်းရှင်မဖြစ်ချင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်အခု business နဲ့ပတ်သက်တဲ့ free seminar တစ်ခုကျွန်တော်စီစဉ်နေတယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ကျွန်တော် comment နဲ့မှ group link ချထားပေးတယ်အဲ့ဒီ group ကို join ထားပြီးပြီဆိုလို့ရှိရင်ဘယ်နေ့ seminar ရှိမလဲဘာတွေပြောမလဲဆိုတာအကုန်လုံးသိရနိုင်မယ်ကျေးဇူးများတင်ပါတယ်